မြန်မာနေဝီခရိုနီကယ်နိုဝင်ဘာ25မြင်ကွယ်စစ်ရေးနိုင်ငံရေးနဲ့ရှုပ်ထွေးလာတဲ့ကြားဖြတ်နှိမ်နင်းရေးထိုင်းမြန်မာနယ်စပ်ကကြားဖြတ်ငွေလိမ်ကိုင်းပြဿနာကဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာကိုဒုက္ခပေးနေတဲ့နယ်စပ်ဖြတ်ကျော်ရာဇဝမှုလုပ်ငန်းတက်တန်းရှိကြတဲ့ပြည်တွင်းစစ်ကမွေးထုတ်လိုက်တဲ့ဘေးထွက်ဆိုးကျိုးတစ်ခုလို့ရေပုံရအားဖြင့်သတ်မှတ်နိုင်ပါသည်နိုင်ငံနယ်နိမိတ်တွေကိုဖြတ်ကျော်ပြီးတော့ငွေကြီးလိမ်လဲတဲ့ရာဇဝမှုလုပ်ငန်းတွေကိုဦးစီးဦးဆောင်လုပ်သူတွေက တရုတ်နိုင်ငံသားတွေဖြစ်ကြပြီးဒေသတွင်းနိုင်ငံတွေမှာတရားဥပဒေစိုးမိုးမှုအားနည်းတဲ့နိုင်ငံလေးဖြစ်ပြီးတော့ဒီလုပ်ငန်းမျိုးကိုလက်နက်နဲ့သို့မဟုတ်အာဏာနဲ့အကာအကွယ်ပေးမဲ့အဖွဲ့အစည်းတွေရှိတဲ့နေရာတွေကိုရှာဖွေအခြေစိုက်ကငွေလိမ်လုပ်ငန်းကိုလုပ်ကင်ကြတာပါအရှိတောင်အာရှမှာမြန်မာနိုင်ငံကမ်ဘောဒီးယားတို့ကဒီလုပ်ငန်းအခြေစိုက်ဖို့အတွက်ရေကန်မြေကန်ကောင်းတဲ့နိုင်ငံတွေဖြစ်လာပြီးတော့ကမ်ဘောဒီးယားကကန်ချေမြို့တီယာနူဘီမြို့မြန်မာနိုင်ငံတရုတ်နယ်ဆက်ရှမ်းပြည်နယ်မြောက်ပိုင်း ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်တို့ကနိုင်ငံဖြတ်ကျော်ငွေလိမ်ကိုင်းတွေအခြေစိုက်တဲ့နေရာတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာတော့ပြည်တွင်းစစ်ဖြစ်ပွားနေတာမရှိပေမယ့်အစိုးရကိုယ်နိုင်ကလက်စားပြီးတော့အကာအကွယ်ပေးထားတာမျိုးဖြစ်ပြီးမြန်မာနိုင်ငံမှာတော့ပြည်တွင်းစစ်ဖြစ်နေတဲ့အခြေအနေလက်နက်ကိုင်တပ်ဖွဲ့တွေပြည်သူစစ်လူနိုင်ငံရေးရည်မှန်းချက်မရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကလက်နက်ကိုင်တပ်ဖွဲ့ရန်ပုံငွေအတွက်ဒီလုပ်ငန်းတွေကိုအကာအကွယ်ပေးပြီးတော့သတင်းမီဒီယာတွေစုံစမ်းဖော်ထုတ်သူတွေဝင်မလာနိုင်အောင်တားမြစ်ပိတ်ပင်ထားပြီး ကာစီနိုလောင်းကစားလုပ်ငန်းဆိုတဲ့မျက်နှာဖုံးနဲ့ငွေလင်ရာဇဝမှုလုပ်ငန်းတွေလောက်ကင်ခဲ့ကြတာဖြစ်ပါတယ်။ဒါတွေကကြားပြန့်ရာဇဝလုပ်ငန်းတွေဘာကြောင့်ဒီနိုင်ငံဒီဒေသတွေမှာရောက်လာရသလဲဆိုတဲ့ရေကန်မြေကန်အခြေအနေတွေဖြစ်ပါတယ်။အခုတော့ဒီလိန်လေမှုတွေမှာနေနာသူတွေရှိနေတဲ့နိုင်ငံကြီးတွေကျူးလွန်သူရောကျူးလွန်ခံရသူပါရှိတဲ့တရုတ်နိုင်ငံလိုနိုင်ငံအနေနဲ့သူနိုင်ငံသားတွေကိုကာကွယ်တယ်လို့ သူ့နိုင်ငံကုန်သတင်းကိုပါထိခိုက်စေတာကြောင့်နိုင်နင်းဖို့တက်ဆိုင်ရာနိုင်ငံတွေအစိုးရတွေကိုဖိအားပေးလာကြတာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေရှင်းတန်းကြီးထွားနိုင်ဖို့ဖြတ်တန်းရာအင်တာနက်လျှက်စင်ပြီးစတဲ့လိုအပ်ချက်တွေဝန်ဆောင်မှုပေးနေတဲ့ထိုင်းနိုင်ငံလိုနိုင်ငံမျိုးကိုပါနိုင်နင်းမှုမှာပူးပေါင်းဆောင်ရွက်ဖို့နိုင်ငံကြီးတွေကဖိအားပေးလာကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ကြားဖြန့်ရာဇဝတ်ကိုင်းတွေရှင်းတန်းကြီးထွားမှုအချိန်အကောင်းဆုံးအချိန်ကာလကမြန်မာနိုင်ငံတွင်လက်နက်ကင်ပဋိပက္ခတွေပြင်းထန်နေတဲ့ကာလလည်းဖြစ်နေပါတယ်။ ဒီဟာကတိုက်ဆိုင်မှုဆိုတာထက်လက်နက်ကင်ပဋိပက္ခတွေအတွက်ငွေကြီးလိုအပ်ချက်ကြောင့်လေကြားဖြတ်လုပ်ငန်းကိုအကာအကွယ်ပေးဖို့အတွက်ပို့ပြီးတော့မှီခိုလာရတဲ့သဘောလို့ဆိုနိုင်ပါတယ်။ဒုဗိမဲ့၁၀၂၀ခုဆက်စင်ရေးမှာရှမ်းမြောက်ဒေသမှာလှုပ်ရှားတဲ့တိုင်းဒါလက်နက်ကင်၃ဖွဲ့ကကြားဖြတ်နှိမ်နင်းရေးနဲ့အာနာသိန်းစစ်တပ်ရဲ့နေမျိုးတွေကိုသိမ်းယူရေးစစ်ရေးရည်မှန်းချက်နှစ်ခုကိုတွဲဆက်ပြီးတော့တရုတ်နိုင်ငံရဲ့အားပေးထောက်ခံမှုရအောင် လှုံ့ဆော်ခဲ့တာတွေ့ရပြီးရမ်းမြောက်ဒေသဟာငယ်မီထိန်းချုပ်မှုအပြောင်းအလဲကြီးမားစွာဖြစ်ပေါ်ပြီးတော့ကြားဖြတ်လုပ်ငန်းတွေလည်းရမ်းမြောက်မှာတည်တည်တသာရောကြသွားခဲ့တာဖြစ်ပါသည်။အရင်နောက်မှာတော့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်နဲ့မုံပြင်းနယ်ဖျားသုံးစုမြို့နယ်တို့ကကြားဖြတ်လုပ်ငန်းတွေရဲ့အဓိကလဲပက်ရာဖြစ်လာခဲ့ပါသည်။နယ်စပ်ဒေသတွေမှာအထက်မြင့်အဆောက်အုံတွေအများအပြားနဲ့မြို့ကြီးတွေတပ်ဖွဲ့စားသောက်ဆိုင် KTV တို့လိုဝန်ဆောင်မှုလုပ်ငန်းအဆောက်အုံတွေနဲ့စီကားနေကြတဲ့ ရာဇုံမှုလုပ်ငန်းတွေကယခုနှစ်ဆန်းအထိအနှောင့်အယှက်မရှိလဲပတ်နေခဲ့ကြတာဖြစ်ပါတယ်။ယခုနှစ်ဆန်းပိုင်းတရုတ်နိုင်ငံသားတရုတ်ဆောင်တအူဖျားယောင်းခေါ်ဆောင်ခံရပြီးတော့ကြားဖြန့်လုပ်ငန်းမှာနှိပ်စက်စီခိုင်းခံရတဲ့အဖြစ်အပျက်ကတိုင်းမြန်မာနယ်စပ်ကကြားဖြန့်ရာဇုံဂိုင်းတွေစီအာယုံဆိုင်မှုရောက်ရှိစေခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံကကြားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ဒီလုပ်ငန်းမှာတားကောင် ဖြစ်သူတွေဖြတ်တန်းဝင်ရောက်ရာလမ်းကြောင်းလေးဖြစ်ပြီးတော့အင်တာနက်လျှင်စစ်မီစတဲ့အထောက်အကူဝန်ဆောင်မှုတွေရယူရာ ထိုင်းနိုင်ငံကိုအဓိကဖိအားပေးခဲ့တာတွေ့ရမှာဖြစ်ပါတယ်မြန်မာစစ်တပ်အနေနဲ့ BGF DKBA တို့က၎င်းရဲ့ထိန်းချုပ်မှုအာဏာအောက်မှာမရှိတဲ့အဖွဲ့အစည်းတွေဖြစ်တာကြောင့်ကံအားလျော်စွာကြီးမားတဲ့ဖိအားမတက်ရောက်ခဲ့ပါဘူးကြားပြန့်လုပ်ငန်းကိုအကာအကွယ်ပေးထားတဲ့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့နိုင်ငံတကာဖိအားထိုင်းနိုင်ငံဖိအားတွေကိုတုံ့ပြန်တဲ့အနေနဲ့အတိုင်းအတာတစ်ခုထိနှိမ်နှင်းပြပြီးတဲ့နောက်ပြန်လည်လည်ပတ်နေတာအခုလပိုင်းအထိဖြစ်ပါတယ် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဒီကြားပြန့်လုပ်ငန်းတွေကိုအကာအကွယ်ပေးရကရတဲ့ဝင်ငွေကမမောလောက်တဲ့ပမာဏဖြစ်ပါရည်။မွေရီစည်းဝါကုန်ကူးမှုတယံစာတတူးဖော်မှုနဲ့နေဆက်ကုန်သွယ်ရေးကိုအကောက်ကောက်ခံတာမျိုးတွေနဲ့နှိုင်းရှင်လို့မရတဲ့ပမာဏရရှိတာကြောင့်လေဒီလုပ်ငန်းတွေကိုအားလုံးဖယ်ရှားဖို့ရွေကျက်မရှိကြတာထင်ရှားပါရည်။စစ်စင်ကြီးလှုပ်ချိန်မှာအတိုင်းတာတစ်ခုထိဖန်ဆီးတာလွှဲပြောင်းတာတွေလှုပ်ပြပြီးတဲ့နောက် အခြေအနေငြိမ်သွားရင်အရင်နေရာတွေမှာသို့မဟုတ်နေရာပြောင်းပြီးတော့ပြန်လည်လည်ပတ်ဖို့အကာအကွယ်ပေးထားကြတာတွေ့ရပါလိမ့်မယ်။ဒါပေမဲ့အခုတစ်ချိန်ကြာဖြတ်နေနေရေးမှာယမနစ်ကစပြီးတော့ BGF နဲ့ဆက်ဆံရေးခက်တန်းတန်းဖြစ်သွားတဲ့အာနာသိန်းစစ်တဲ KNU တို့ပါပါဝင်လာတာတွေ့နေရပါတယ်။ လွန်ခဲ့တဲ့6နှစ်ကျော်9နှစ်ဝန်းကျင်ကာလတွေအတွင်းကြားပြန်လုပ်ငန်းတွေကို BGF ဘယ်လိုအကောက်အွယ်ပေးခဲ့သလဲငွေကြေးဘယ်လိုပဲပုံရနေခဲ့သလဲဆိုတာစစ်တပ်ခေါင်းဆောင်တွေကောင်းစွာသိရှိသလိုအတိုင်းအတာတစ်ခုအထိအကျိုးခံစား권ရနေခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါ့ပေမဲ့၎င်းတို့လက်နဲ့ကိုယ်တိုင်လှုပ်ဆောင်တာမဟုတ်လို့ဒီရာဇုံမှုလုပ်ငန်းတွေကိုတိုင်းရိုက်တာဝန်ခံရမယ့်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာကဖိအားပေးလို့မရတဲ့သဘောလေးဖြစ်ပါလိမ့်မယ်။အခုလိုအခြေအနေမှာ BGF ကိုမျက်နှာမထောက်ဘဲအဆောင်တွေဝင်ရောက်ဖျက်ဆီးတာတွေလှုပ်လာတယ်လို့ KNU အဖွဲ့ကလည်းအခုရက်ပိုင်းမှာ DKB တွေအကာအကွယ်ပေးထားတဲ့မင်းလက်ပံကြီးရွာကကြားပြန့်လုပ်ငန်းဝင်းတွေကိုဝင်ရောက်စီးနှင်းကကြားပြန့်ငွေလိန်ကိုင်းတွေကိုကြီးကျက်သူတွေနဲ့စေခိုင်းခံရသူတွေကိုထိမ့်သိမ်းထားပြီးတော့နိုင်ငံတကာအစိုးရတွေပူးပေါင်းဆောင်ရွက်ဖို့နှိုးဆော်တဲ့သတင်းထွက်ပေါ်လာနေပါတယ်။ ကြားဖြန့်နှိမ်နင်းတဲ့စစ်စင်ရေးတွေအတွင်အာနာသိန်းစစ်တပ်နဲ့ BGF အကြားကဆက်ဆံရေး DKBA နဲ့ KNU အကြားဆက်ဆံရေး KNU နဲ့ BGF ဆက်ဆံရေးတွေကဘယ်လိုနိုင်ငံရေးစစ်ရေးတွေအပေါ်တက်ရောက်လာနိုင်တယ်လဲဆိုတဲ့အချက်ကစိတ်ဝင်စားစရာဖြစ်လာပါတယ်။လက်နက်ကန်အဖွဲ့တွေရည်တည်ရေးအတွက်ရာဇဝမှုလုပ်ငန်းတွေကိုအကာအကွယ်ပေးခဲ့ရာကနေကြီးထွားလာတဲ့ကြားဖြန့်ရာဇဝကိုင်းတွေကိုနှိမ်နင်းရေးမှာစစ်ရေးနိုင်ငံရေးအကျိုးအမြတ်တွေကိုထည့်ထွက်ပြီးတော့ရည်တည်မှုအကာအကွယ်ပေးမှုတွေကိုပြောင်းလဲရတဲ့အခြေအနေမျိုးတွေလည်း တွေ့မြင်လာရပြီးကြားဖြန့်နေနေကဒေတာတွင်လက်နက်ကန်အဖွဲ့တွေရဲ့ကြားကဆက်ဆံရေးတွေကိုတက်ရောက်လာနိုင်ခြေတွေမြင်တွေ့နေရတာလည်းဖြစ်ပါရယ်ခင်ဗျာ။ လေအင်ရေမြုပ်သွားချိန်မှာဒီမိသားစုဟာရေပေးလွတ်ဖို့အတွက်အင်ခေါင်မိုးကိုဖောက်ထွက်ခဲ့ရပါတယ်။ကယ်ဆယ်ရေးလေတစင်းလာတာမြင်တော့လက်ပြကူညီတောင်းခဲ့ပြီးနောက်ဆုံးမှာတော့သူတို့ကကယ်ဆယ်နိုင်ခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဟယန်မြို့ဟာဒီတစ်ပတ်တွင်မိုးရသမှုဒဏ်ကိုအဆိုရဆုံးခံစားခဲ့ရတာပါ။မလေးရှားနယ်စပ်နာကစီးပွားရေးအချက်အချာကြတဲ့ဒီမြို့မှာနှစ်ပေါင်း300အတွင်းဝေးရခြင်းအများဆုံးအဖြစ်ဆန်းချိန်တင်ခဲ့ပါတယ်။အင်္ဂါနေ့မှာတာဝန်ရှိသူတွေက ဆွန်ကလပ်ပြည်နယ်ကိုတဘာဝဘေးအန္တရာယ်ကျရောက်တဲ့ဆုံးဖြစ်ကြေညာခဲ့ပြီးတရထဲမှာတဲ့မိုးရေချိန်335မီလီမီတာအထိရွာသွန်းခဲ့ပြီးနှစ်ပေါင်း300အတွင်းစံချိန်တင်မိုးရေချိန်ဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီချိန်ထဲမှာပဲရေကြီးမှုဟာ2.5မီတာ၈ပေဝန်းကျင်အထိမြင့်တက်ခဲ့လို့လူတွေဟာအန္တရာယ်များနေပြီးနောက်ကျနေတဲ့ရေတွေကြားထဲမှာသွာလာတာတွေလုပ်ခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တစ်ခုမှဆိုရင်လည်းလူငယ်လေးတွေဟာရေပြင်အထက်နည်းနည်းပဲလွတ်တဲ့မီးကျူးတွေပေါ်ကနေဖြတ်ကူးနေကြတာကိုတွေ့ရပါတယ်ကျမိုင်ဝန်ကြီးဌာနရဲ့ပြောကြားချက်အရမတော်တဆဒက်လိုက်မှုတွေနဲ့ရေလွှမ်းမှုမှုတွေကြောင့်လူအများပြားသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ထိုင်းစစ်တပ်ကတော့ကုညင်ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်ထားတယ်။လေဆက်လေးစီးပါအဖွဲ့ကိုဆေးလွတ်ဖို့ပြင်ဆင်နေတယ်လို့ပေါ်ဒူးဟူးနေကပြောကြားခဲ့ပါတယ်။ဒါအပြင် ရွှေဝိုင်းပြီးပေးမိနေတဲ့ဆေးရုံကအေးပေါ်လူနာတွေကိုရွှေ့ပြောင်းပေးဖို့အတွက်ရဟတ်ရင်တွေကိုလည်းဆေးလုတ်ခဲ့ပါတယ်။လက်ရှိချိန်ထိထိုင်းနိုင်ငံတောင်ပိုင်းကခရိုင်ကိုကုနဲ့လူရည်နှစ်တန်းနီးပါးဟာရေဘေးတံကိုခံစားနေရပါတယ်။အင်းနီဂျီမလေးရှားနိုင်ငံမှာလည်းမိုးသက်ထန်စွာအဆက်မပြတ်ရွာသွန်းနေပြီးနိုင်ငံနှစ်ခုလုံးမှာလူရည်၄000ကျော်လောက်ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်ရှင်။ ရင်းသက်နိုင်ငံဘရမြူမြောက်ဖက်စင်ဂျီဘုံရက်ကွက်ကဆေးရုံမှာတော့ဝန်ထမ်းတဦးဟာအခြားသူတွေနဲ့မတူပါဘူးဒီစစ်ဘက်ဆိုင်ရာတရားရေးယူနစ်ဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူတွေကိုလက်ခံကူညီပေးနေပြီးတရားစီရင်ရေးလုပ်ငန်းစဉ်တွေအဆင်ပြေစေဖို့အထောက်အကူပေးနေတာဖြစ်ပါတယ်ဒီယူနစ်မှာရှိတဲ့စိတ်ပိုင်းဆိုင်ရာကုထုံးပေးတဲ့ခွေးလေးတွေကကြမ်းဖက်ခံရသူတွေရဲ့ဝန်ထမ်းဝန်ဘိုးတွေကိုတတ်တာအောင်ကူညီပေးနေပါတယ်ဆရာဝန်က ဒီခွေးလေးကကျန်းဖတ်ခံရသူတွေကိုစိတ်သက်သာရာရစေပြီးဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့လူနာတွေကြားပြောဆိုဆက်ဆံရတာကိုပိုလွယ်ကူစေပါတယ်။ဒါအပြင်လိမ့်မိုင်းဆိုင်ရာကျန်းဖတ်ခံရသူတွေကိုကုသစစ်ဆေးတဲ့နေရာမှာလည်းသူကကူညီပေးပါတယ်။လိမ့်ငါပိုင်းဆိုင်ရာစစ်ဆေးမှုတွေလှုံ့ဆော်ရတာကတခါတလေအရန်ခက်ခဲပါတယ်။ဒီချိန်မှာခွေးလေးကလူနာရဲ့အာလုံကိုလွှဲထားပေးနိုင်တဲ့အတွက်လူနာတွေဟာဆယ်အောင်လုံးနေတဲ့စစ်ဆေးမှုပေါ်အာယုံမရောက်တော့ပဲခွေးလေးပေါ်မှာပဲအာယုံရောက်နေစေပါတယ်လို့ပြောပါတယ်။ ရင်းနှီးနိုင်ငံမှာအလုပ်အများဆုံးစီကံတစ်ခုဖြစ်တဲ့ဒီနေရာကိုတနှစ်မှာလူနာပေါင်း2400ကျော်လာရောက်လေ့ရှိပြီးအများစုကတော့မိန်းကလေးတွေနဲ့မျိုးသမီးတွေဖြစ်ပါတယ်။ဒါဟာနိုင်ငံတွင်းမှာကြားမချေပြုအကြမ်းဖက်မှုတွေဘလောက်များပြားနေသလဲဆိုတာကိုပြသနေသလိုကျူးလွန်သူတွေကိုတရားဥပဒေတိုင်းရင်ဆိုင်မှုတတိရှိရှိလှုံ့ဆော်လာကြတဲ့ပြောင်းလဲတစ်ခုကိုလည်းမြင်တွေ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကပြည်သူနိုင်ငံတောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့အစုလိုက်အာဓမ္မကျင်းမှုဖြစ်စဉ်တစ်ခုဟာကမ္ဘာတဝန်းကိုတုံ့လုံစေခဲ့ပြီး မျိုးသမီးတွေပေါ်ကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ညင်ခုန်ဆွေးနွေးစရာတွေဖြစ်လာစေခဲ့ပါတယ်။ဒီမှုမှာတက်ရှင်ကျန်ရစ်သူဂျင်ဆယ်ဘယ်လီယိုကသူ့ရဲ့အမှုကိုလူလူသိအောင်ဖွင့်ချလိုက်တဲ့အခါမှာတော့ကြီးမားတဲ့လူလူလှုပ်ရှားမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ပွဲကမပြီးဆုံးသေးပါဘူး။ပြီးခဲ့တဲ့အပတ်ကပယ်ရစ်မြို့မှာလူထောင်ပေါင်းများစွာလမ်းပေါ်ထွက်လာကြပြီးမျိုးသမီးတွေအတွက်အကာအကွယ်တွေပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီကနေ့မှာမျိုးသမီးတွေကိုပြစ်မှတ်ထားတဲ့ဖျက်မှုတွေတိတိကျကျမြင့်တက်လာတာကိုတွေ့ရပါတယ်။သူတို့ဖြင့်မနစ်ကနဲ့ရှင်ပေါ့ ဂျာမခြေပြုအကြမ်းဖက်မှုတွေကိုဖြေရှင်းဖို့နဲ့လေးနက်ထားဆောင်ရွက်ဖို့ညှင်းဆန်နေကြတာကိုကျမတို့မှန်တကယ်မြင်တွေ့နေရပါတယ်လို့ဆန္ဒပြသူတူဦးကပြောပါတယ်။ဂျာတာရီနီကထုတ်ပြန်လိုက်တဲ့တရားဝင်စည်ရင်းစရာတွေက2023နဲ့2024ခုနှစ်ကြားမှာရင်းနှီးတဲ့အိမ်နောက်ဘက်သို့မဟုတ်ချစ်သူရီးစားတွေရဲ့တပ်ဖြတ်မှုနှုန်းဟာ17ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီးမြို့သမီးတရား9ဦးဟာသူတို့ရဲ့လက်ရှိလက်တွဲပေါ်ဒါမှမဟုတ်လက်တွဲပေါ်ဟောင်းတွေရဲ့တပ်ဖြတ်တာကိုခံခဲ့ရပါတယ်။ဒီကိန်းကနန်းတွေကပြည်သူနိုင်ငံမှာ နှစ်မိနစ်တိုင်းမျိုးသမီးတူဟာအာရမချင်းခံရမှု အာရမချင်းမှုဂျိုးပါမှုဒါမှမဟုတ်လိမ့်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုခံစားနေရတယ်ဆိုတာကိုတွေ့ရှိရပါတယ်ရှင်။ ဘရာဇီးသမ္မတဟောင်းဂျိုင်ယာဘိုဆိုနာရိုရဲ့သားတွေဟာဘရာဇီးလျာမျိုးကဖရရဲတပ်ဖွဲ့ဌာနချုပ်ကိုတွားရောက်ပြီးသူတို့ဖခင်နဲ့တွေ့ဆုံခဲ့ကြပါတယ်။အဲဒီမှာအင်္ဂါနေ့ကတရားရုံးချုပ်ကသူတို့ဖခင်ကိုထောင်နဲ့28နှစ်ကျော်အမိန်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဘိုဆိုနာရိုရဲ့သားကြီးဖြစ်တဲ့ဖလာဘီယိုကဒီတရားစီရင်မှုတွေဟာချူတီစီစဉ်ထားပြီးဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဆွဆွဲသွားပါတယ်။ကျွန်တော်တို့မြင်နေရတာကဒါဟာပုံမှန်တရားရေးလုပ်ငန်းစဉ်တစ်ခုမဟုတ်တော့ပါဘူး။ ဟိုးရင်ကလေးကကြိုတင်စီစဉ်ထားပြီးအနာသုံးဖိအားပေးမှုတစ်ခုပဲဖြစ်ပါတယ်။မူဖိုင်တွေထဲမှာပါတဲ့အချက်တွေနဲ့ဆုံးဖြတ်တာမဟုတ်ပဲဘဲသူဘဲဝါဆိုတာအပေါ်မှာဆုံးဖြတ်တာပါ။ဒါတွေအားလုံးကြိုတင်စီစဉ်ထားတဲ့ကစားပွဲတစ်ခုပါလို့ဖလာဘီရိုကပြောပါတယ်။တမရဟောင်းဘိုဆိုနာရိုဟာ2022ခုနှစ်တမရရွေးကောက်ပွဲမှာရှုံးနေပြီးနောက်အနာသိဟန်ဂျန်စီမှုနဲ့ထောင်နဲ့29နှစ်နဲ့3လချမှတ်ခံခဲ့ရတာပါ။အင်္ဂါနေ့စောပိုင်းမှာ ဘရာဇီးလျယုံကဘိုဆူနာရိုရဲ့အမှုကိုတရားဝင်ပိတ်သိမ်းခဲ့ပြီးယူကန်ဝင်ခွင့်အားလုံးကုန်ဆုံးသွားပြီဖြစ်လို့ပြစ်မှုထင်ရှားကြောင့်အမိန့်ဟာအတည်ဖြစ်သွားပြီလို့ဆုံးဖြတ်ခဲ့ပါတယ်။ဘိုဆူနာရိုဘက်ကရှင်းလင်းတွေကတော့မှတ်ချက်ပေးတုံ့ပြန်ခြင်းမရှိသေးပါဘူး။သမရဟောင်းဘိုဆူနာရိုဟာပြီးခဲ့တဲ့စနေနေ့ကလေးကဘရာဇီးဖက်ဒရယ်ရဲဌာနချုပ်မှာဖမ်းဆီးထိန်သိမ်းခံလာရတာပါ။သူခြေချင်းဝတ်မှာပတ်ထားတဲ့ electronic စောင့်ကြည့်ကိရိယာကိုခဲစော်ကန်နဲ့ဖျက်ခဲ့တယ်လို့ဆွဆွဲပြီးအာနာပိုင်တွေကဖန်ဆီးခဲ့တာဖြစ်ပါတယ် တနင်္ဂနွေနေ့ကတရားရုံးထွက်ဆိုချိန်မှာ သူထွက်ပြေးဖို့ရွယ်ချက်မရှိခဲ့ဘူးဆရာဝန်တွေကညွန်ပေးထားတဲ့ဈေးတွေကြောင့်စိတ်ကစင့်ကလေးအားဖြစ်ပြီးအဲ့ဒီကိရိယာကိုဖျက်မိတာပါလို့ညင်းဆန်ခဲ့ပါတယ်ဒီကြောင့်မို့တခုမှလည်းဘိုလ်ဆိုနာရိုဟာသူ့ပေါ်တရားဆွဲဆိုမှုတွေကိုဟန့်တားဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုတောင်းဆိုခဲ့တယ်ဆိုတဲ့ဆွတ်ဆွဲချက်နဲ့ဘရာဇီးယားမှာနေအိမ်ချေချုပ်ရက်တရာကျော်ထိမ့်သိမ်းခံခဲ့ရပါသေးတယ်ရှင် ဟောင်ကောင်မှာဒီကနေ့မိုးလွယ်ပိုင်းကလူနေအိမ်ရာအထက်မြင့်အဆောက်အုံမီလောင်ကျွမ်းနေရမှာအ ਨੇ ဆုံးလူ73ဦးသေဆုံးတယ်လို့အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။ရုတ်တမတက်မှတိုင်ပုံမြို့နယ်ကတိုင်မြင့်တစ်ခုလုံးမီးတောက်ကြီးတွေလောင်ကျွမ်းနေတာကိုတွေ့ရပါတယ်။ဒီသက်တပ်ဖွဲ့ဝင်900ကျော်ဟာပြင်းထန်စွာလောင်ကျွမ်းနေတဲ့မီးတောက်တွေကိုခုချိန်ထိငြိမ်သက်နေရဆဲဖြစ်ပါတယ်။မီးဟာထပ်ပေါင်းများစွာကိုနှင်းမြန်စွာပြန့်နှံ့သွားခဲ့ပြီးတိုက်ခန်းတွေထဲမှာလူအတော်များများပိတ်မိနေနိုင်တယ်လို့ယူဆထားပါတယ်။ဒေသုံးသူဥယျာဉ်နောက်ထပ်တိုးလာနိုင်သေးတယ်လို့ အာဏာပိုင်တွေကတော့ပြောဆိုထားပါတယ်။မီးလောင်မှုဟာဒေသစံတော်ချိန်ညနေ2:50မိနစ်လောက်မှစတင်ခဲ့ပြီး တိုက်ပတ်လင်မှာဝါညင်းတွေတက်ဆင်ထားတာကြောင့်မီးဟာအလင်းမြန်ပြန့်နှံ့သွားခဲ့တယ်လို့ဆိုပါတယ်။မီးလောင်မီးမကြာခင်မှာပဲဟောင်ကောင်ရဲ့ဒုတိယအမြင့်ဆုံးအရေးပေါ်အဆင့်၄၀ကိုဟောင်ကောင်အာဏာပိုင်တွေကတိုးမြှင့်ကျင်းညာခဲ့ပါတယ်။ဒီလူနေအရာမှာထက်မြက်တိုက်ရှစ်လုံးပါဝင်ပါတယ်။အနီးနားကနေထိုင်သူတွေကိုပြတင်းမတွေပိတ်ထားပြီးအိမ်တွင်းမှာပဲနေဖို့နဲ့မီးလောင်တဲ့နေရာကိုရှောင်ရှားဖို့အာဏာပိုင်တွေကသတိပေးထားပါတယ်။ဟောင်ကောင်တည်ယူဖို့ဆောင်ရည်ဌာနကလည်းတိုင်ဖို့ဝေးပြလန့်တချို့အပိုင်းကိုပိတ်ထားပြီး

ခေါင်းတိုင်ကမိခိုးတွေကိုငဲရင်အလွာနှစ်ခုချာအသက်တက်ကလေးပြတ်မသွားအောင်မနေရှူနေရ ပြတ်ထန်းစာအုပ်ဖို့မတက်နိုင်လို့ကြောင်းမသွားနိုင်တဲ့ညီမလေးရဲ့အာတင်တာမနဲ့မနဲ့ဟိုဘက်အိမ်ကကြက်ဖကြီးမတော်တော့တာတတိထားမိလားသူ့တခင်တွေရဲ့စားရေးတောင်ရေးပြဿနာကြက်ဖကြီးဟာဘာတာစနစ်နဲ့ဖြေရှင်းရာ ဒါပေမဲ့မျက်ရည်ဆက်လန်းတဲ့တခဲမျက်နှာရှင်တန်ချင်းအတွက်လိုအပ်လာတဲ့အခါချစ်ချင်းမြတ်တာတွေတိုက်စားလာတတ်တာတဘာဝကြည်ရင်တစတစပြိုလာလိုက်တဲ့ကံပါးတွေဆိုတာတော်လဲတန်လို့တုံလို့ဟီးလို့ပြိုမြို့တော်ကြီးလဲပြိုနိုင်ငံတော်ကြီးလဲပြိုတက်ရှိတွေလဲပြို့ သမဲ့တွေလည်းပြူညာတဲ့တခါတစေတကောင်ငတ်မို့နေပုံမျိုးလူတချို့ထမင်းတော်နမမှန်ကျင်တော့အောင်ပြူထမင်းလုံးကလေးတစေနောက်အလူအရက်တိုးဝေနေတဲ့ပိတ်တာတွေအဲ့ဒါဖះဆောင်တန်းကပကြီကားမဟုတ်ဘူးဖះရီများပြီးတရားတွေခေါင်းပါတဲ့မြေလေးရွှေတဝင်းဝင်းနဲ့ ကိုးနှဝင်ပဲခြေနေတဲ့မြေလေးညာကထမင်းမဝါလို့ညင်းနေတဲ့ဘေးအိမ်ကကလေးအမေအတန်းဟာတိုးပြီးတိတ်သွားတယ်။သူမခင်ဗျာရှင်တန်းစားတော့ချက်မသွားနိုင်ဘူးထင်ပါရဲ့။အင်းနေမင်း preserve our culture and uplift our voices. The rich stories of our culture are at risk of being forgotten. Your gift can uplift voices and preserve our culture today. Support our culture, donate now.